ပြုတ်ပြိတ်သက်ကြီးအားလုံးပဲမင်္ဂလာပါရှင်အခုပြပြပေးခြင်းတဲ့အကြောင်းလေးကတော့အသက်အရွယ်လိုက်တောက်သုံးသင့်တဲ့ဗီတာမင်များဆိုတဲ့အကြောင်းလေးပဲဖြစ်ပါလိမ့်ကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်စားသောက်မှုအပြင်နေ့စဉ်တောက်ဖြစ်နေတဲ့အာဆီတွေကခန္ဓာကိုယ်အတွက်တကယ်ကိုလိုအပ်ရဲ့လားအသက်အရွယ်လိုက်ဖြစ်တင်ပေးတဲ့ဗီတာမင်တွေကိုဒီဗီဒီယိုလေးမှာပြပြပေးသွားမှာပဲဖြစ်ပါလိမ့် ဆကြောတက်အရွယ်မှာအယုတ်ကြီးထွားဖို့နဲ့စက်သားတွေတက်မှာဖို့ကယ်ဆီယမ်ဓာတ်ကိုလိုအပ်ပါတယ်။ခန္ဓာကိုယ်ကလည်းကယ်ဆီယမ်ဓာတ်ကိုကောင်းမွန်စွာဆုပ်ယူနိုင်ဖို့အတွက်ဗီတာမင် D ကိုလည်းလိုအပ်ပါတယ်။ဒါကြောင့်ဆကြောတက်အရွယ်မှာအလိုအဆုံးဗီတာမင်ကကယ်ဆီယမ်နဲ့ဗီတာမင် D ဖြစ်ပါတယ်။ဒီနေ့ဒါအတွက်ဗီတာမင် D လိုအပ်ချက်က600 IU နဲ့ကယ်ဆီယမ်လိုအပ်ချက်က1300 mg လိုအပ်ပါတယ်။နေ့စဉ်စားနေတဲ့အစားအစာတွေကတစင်ဒီတက်တွေကိုရနိုင်သလိုဗီတာမင်ဖြည့်စွက်စာအနေနဲ့လည်းဆရာဝန်နဲ့တိုင်ပင်ပြီးတောက်လို့ရပါတယ်။ သက်20အရွယ်မှာဆကြောတက်အရွယ်ကနေကယ်စီယမ်နဲ့ဗီတာမင်ဒီဖြည့်လာပြီးနောက်အသက်20ရောက်လာတဲ့အချိန်မှာထပ်ပြီးလိုအပ်လာတဲ့ဗီတာမင်ကတော့ဗီတာမင် B12 ပဲဖြစ်ပါတယ်။ဗီတာမင် B12 ဟာပညာအားကောင်းတာအမြင့်အာရုံတွေပိုကောင်းတာနဲ့အာရုံကြောစနစ်အားကောင်းစေတဲ့အတတ်အမျိုးပဲဖြစ်ပါတယ်။ဒီတက်ကိုအသားကနေတစ်ဆင့်ရနိုင်ပါတယ်။ကျန်းမာတဲ့နေထိုင်စားသောက်ပုံကတစ်ဆင့်လိုအပ်တဲ့ဗီတာမင်နဲ့သတ္ထုဓာတ်အမြင့်ဓာတ်တွေကိုလည်းရနိုင်အောင်မှာဖြစ်ပါတယ်။ အသက်20ကနေ30အတွင်းမှာမျိုးသမီးတယောက်အနေနဲ့ဒီအရွယ်ဟာအိမ်အောင်ပြုတ်ပြီးကလေးမွေးလို့တင့်တော်တဲ့အရွယ်ပဲဖြစ်ပါတယ်။ဒါကြောင့်ဒီအသက်အရွယ်အပိုင်းခြားကမျိုးသမီးတွေအနေနဲ့ကလေးယူဖို့အစီအစဉ်ရှိရဆိုရင်ကိုဝင်မဆောင်ခင်ကိုဝင်ဆောင်စဉ်နဲ့ကိုဝင်ဆောင်ပြီးအချိန်တွေမှာလိုအပ်တဲ့ folic acid နဲ့ vitamin B အုပ်စုတွေကိုဖြည့်တင်ထားသင့်ပါတယ်။ folic acid ကသွေးအားကောင်းစေသလိုခလေးမှာမွေးရပါကိုအင်ကာချွင်းနာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ဒါအပြင်ကိုဝင်စိတ်တက်တာနှလုံးရောဂါနဲ့နှလုံးလေးဖြတ်တာကင်ဆာနဲ့အင်ဇိုင်းမရောဂါတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ vitamin B အုပ်စုတွေကတော့ကိုဝင်ဆောင်တဲ့ရဲ့ကျန်းမာရေးကိုအထောက်ပံ့ပေးနိုင်တဲ့ဓာတ်အုပ်စုတွေပဲဖြစ်ပါတယ်။မျိုးသမီးတွေအနေနဲ့ရာသီလချိန်မှာတန်တဲ့အပြင်ကယ်စီယမ်နဲ့ vitamin D ကိုဖြည့်စွက်တောက်သုံးပေးဖို့လည်းမမေ့သင့်ပါဘူး။အသက်30အရွယ်မှာ အသက်30ကျော်အရွယ်မှာ omega 3 fatty acid လို့တက်တိုးဆန်တင်ပစ္စည်းတွေလိုလာပါပြီ။ဒီဓာတ်ကနှလုံးရောဂါဖြစ်နိုင်ခြေကိုလည်းလျှော့ချပေးနိုင်ပါတယ်။ဆယ်မွန်နဲ့တခြားသော omega 3အစီပါတဲ့ငါးတွေကိုတစ်ပတ်နှစ်ကြိမ်စားပေးတာကြောင့်နှလုံးအားကောင်းစေပါတယ်။အသက်40အရွယ်မှာ အသက်40အရွယ်မှာတော့ဗီတာမင် D ကိုပိုပြီးတော့တောင်းလိုလာပါပြီ။ကန်ဆာရောဂါ၊အဝလွန်နာ၊သွေးရောဂါ၊ရောဂါ၊ဆီးချိုရောဂါလို့အော်တိုအင်မြူးဒစီးတွေဟာဗီတာမင် D ချို့တက်တာနဲ့ဆက်စပ်မှုရှိပါတယ်။ဒါကြောင့်အသက်40အရွယ်မှာဗီတာမင် D ဖြည့်စွက်အာဟာရကမဖြစ်မနေလိုလာပါပြီ။ဒါအပြင်အသက်ကြီးသူတွေမှာအဖြစ်များတဲ့အရိုးပွားရောဂါလိုမျိုးအရိုးနဲ့သက်ဆိုင်တဲ့ရောဂါတွေကိုကာကွယ်ဖို့အတွက်ကယ်လ်ဆီယမ်ကိုလည်းမဖြစ်မနေနှိမ့်ဝဲသင့်ပါတယ်။ အခုပြပြပေးခဲ့တာကတော့အသက်အရွယ်အလိုက်တောက်သုံးသင့်တဲ့ဗီတာမင်များဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်။နောက်ထပ်လည်းကျန်းမာရေးနဲ့ပတ်သက်ပြီးဘယ်လိုသိသင့်သိထိုက်တဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမလဲဆိုတာစောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။